ကျွန်တော်ရဲ့အရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီ YouTube channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ပင်ရှိလေးလုံးပေါ့နော်ဒီလေးလုံးကိုကျွန်တော်ပြန်လဲပြတတ်မှာဖြစ်ပါတယ်ပင်ရှိအထီပေါ့နော်ကျွန်တော်နီးနံပါတ်၄ရဲ့နီးနံပါတ်၄ရဲ့ဖြစ်ပါတယ်အဲ့ဒီအကိုကျွန်တော်ပုံသူပြပြင်သွားမယ်ပေါ့နော်ကျွန်တော်နံပါတ်36နဲ့6ကနေစမှာဖြစ်ပါတယ်သူရဲ့ရှိမှလည်းရှိသေးပေါ့နော်နံပါတ်၁ကနေတော့မစားရဘူးပေါ့နော်ကျွန်တော်ဒီ 2025နှစ်ဦးဒီ009ဟာနေတကြိမ်ရှင်ကျွန်တော်တို့ဒီရဲ့ဟာကိုပြန်လဲမျှဝေတော့မှာဖြစ်ပါတယ်မရှင်များတည်အောင်ပါနော်ကျွန်တော်ဒီကီအကြောင်းလေးပေါ့နော်ဒီ3569ရဲ့609တည်ရမှာကျွန်တော်အဲ့မှာတူနေတာက9တလုံးပဲတူတာဖြစ်ပါတယ်အဲ့ဒီ9က009ဆိုပြီးတော့အပိတ်ဖြစ်ပါတယ်ပေါ့နော်ဒီ9ဒီ009ဖြစ်ပါတယ်ခင်ဗျာ ောက်ထပ်တဲ့ချိန်မှာကျွန်တော်9.3ညာတိ3ညာတိ3.5ဆိုတဲ့အတွက်ကြောင့်မို့3ညာတိ5တိဘောနော်3ညာ5တိတူနေတာဖြစ်ပါလေအဲ့ဒီမှာ9.3ညာ3ညာဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီ9.3ညာတိထက်က3ညာတိ9.3ညာ3ညာဆိုပြီးဖြစ်ပါလေနောက်ထပ်တဲ့ချိန်ဒီ9.3အေးရဖြစ်ပါတယ်ဗောနော်9.3တူနေတာဖြစ်ပါတယ်နောက်ထပ်တစ်ချိန်မှာ3.0ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာ9.3ဗောနော် 3000ဖြစ်ပါတယ်။နောက်ထပ်ကျွန်တော်3589ရဲ့တင်းနေလေးချောင်းရဲ့မှာအဲ့ဒါမှတူနေတာမပါဘူးပါခင်ဗျာ။တူနေတာမပါဘူး။ကျွန်တော်694ဖြစ်ပါတယ်။694ဆိုတဲ့အတွက်ကြောင့်မို့ဒီဘက်က699ဒီဘက်က3ပေါ့နော်။694ဖြစ်ပါတယ်။ဒီ993ရဲ့693ရဲ့မှာတူနေတာက9ရဲ့3ရဖြစ်ပါတယ်963ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာ963ဆိုတဲ့အတွက်ဒီ3တလုံးဖြစ်ပါတယ်ဘောနော် ကိုတုံးထက်ကသုံးတလုံးဖြစ်ပါတယ်ခင်ဗျာနောက်ထပ်နံပါတ်40ပေါ့နော်လေးရှောက်1နှစ်ရဲ့9ရှောက်8ဒုံရရဲ့မှာဒီ10ရဲ့6ရဲ့တူနေတယ်ပေါ့နော်6ရှစ်ထက်က68ခွန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ68ခွန်ဆိုတဲ့အတွက်ဒီမှာတော့နှလုံးစလုံးပေါ့နော်6ရဲ့10ရဲ့ဖြစ်ပါတယ်ခွန်9နှစ်3တင်းနှစ်လေးရှောက်အဲ့မှာနှစ်တလုံးတူနေတာဖြစ်ပါတယ်ခင်ဗျာနှစ်နှစ်ခွန်ဆိုပြီးတော့ကျွန်တော်ဒီ နစ်ကထိတ်စီးနေအလေးဖြစ်ပါတယ်ခင်ဗျာဒီ၃ညဒီတစ်ကြိမ်မှာဗောနော်နစ်68ရဲ့36ရဲ့မှာ၄ရဲ့ရှိရတူနေတာဖြစ်ပါတယ်388ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့အဲ့ဒီ68ထက်က8ဒီ388ဖြစ်ပါတယ်ဒီမှာတော့အဲတွဲပေးကြမယ်ဗောနော်၃ညနင်း96ရဲ့89ဒီ3ရဲ့မှာကနန်းတူနေတာမပါဘူးကျတော့အဲ့မှာအတွဲရအတွဲရမှာဖြစ်ပါတယ်အဲ့မှာ339ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ ဒါကြောင့်မို့ဒီဘက်က3ညရယ်ဒီဘက်က3ရယ်9ရယ်ပေါ့နော်3 3ည9ဖြစ်ပါတယ်ဒီမှာဒီတကြိမ်လိုမျိုးပဲပေါ့နော်8 9လေး8 9လေး3ည9 3 3ည9ဒီ3ကနေတကြိမ်မှာလဲကျွန်တော်တို့9ရယ်3ညရယ်တွေ့နေတာဖြစ်ပါတယ်3ကနေဆိုတဲ့အတွက်ကြောင့်မို့ဒီဘက်က9သလုံးပေါ့နော်9 3ညတဲ့က9သလုံးဖြစ်ပါတယ်ဒီမှာ9 3လေး9 9 3ညနေလေးမှာ9ရယ်4ရယ်တွေ့နေတာဖြစ်ပါတယ်ခင်ဗျာ ်3 9နှစ်ဆိုတဲ့အတွက်ကြောင့်မို့ကိုလေးဟက်က9ဒီအလဲထိုင်3 9နှစ်ဖြစ်ပါတယ်နောက်ထပ်ဒီ၄လျှောက်တူနေတာဖြစ်ပါတယ်ဗောနော်နေ့လေးလျှောက်ဆိုပြီးတော့ဒီမှာတော့အကင်းနှလုံးစလုံးဖြစ်ပါတယ်တုံညာနေ့နေ့လေးလျှောက်ဆိုတဲ့အတွက်လေးရလျှောက်ရဗောနော်ဒီလေးကိုတုံညာမှာဒါတော့ကျွန်တော်တုံနေ့လေးဆိုတဲ့အတွက်ကြောင့်မို့လေးတလုံးပဲဗောနော်အပိတ်ဖြစ်ပါတယ်တုံနေ့လေးဗောနော်ဒီမှာတော့၅တလုံးပဲတူနေတာဖြစ်ပါတယ်၈၅နေ့ဆိုပြီးတော့ ငါကအလဲထိန်ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဒီမှာလည်းတည့်ရငါးရနှလုံးတူနေတယ်ဗောနော်အဲ့ဒီမှာရှစ်ရှောင်းငါးဆိုပြီးဖြစ်ပါတယ်ခင်ဗျာရှစ်ရှောင်းငါးဆိုရင်အတွက်ဒီမှာငါးနှလုံးကအပိတ်ဗောနော်ရှစ်ရှောင်းငါးဖြစ်ပါတယ်ဒီမှာကနန်းတူနေတာမပါဘူးပေါ့နော်ကနန်းတူနေတာမပါတဲ့အတွက်3 5 6ဆိုတဲ့အတွက်ကြောင့်မို့ဒီဘက်က6ပေါ့နော်ဒီဘက်က3ရ5ရဒီ3 5 6ဖြစ်ပါတယ်ခင်ဗျာ မှာ6ရှစ်တူတာပေါ့နော်6ရှစ်တူတာ6လေး6ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့6ရှစ်ထက်က6တလုံးဖြစ်ပါတယ်ထိတ်စီးနဲ့အပိတ်ပေါ့နော်နောက်ထပ်ဒီမှာလည်းခုနှစ်တလုံးပဲတူနေတာပေါ့နော်ခုနှစ်လုံးပိုင်အနေနဲ့ဖြစ်ပါတယ်အဲ့ဒီခုနှစ်လုံးပိုင်ဒီကျွန်တော်9ခု8ဆိုပြီးတော့အလဲထင်ဖြစ်ပါတယ်ခင်ဗျာအချိန်အဖြစ်ကျွန်တော်တို့90နဲ့3ချိန်ရှိသွားခဲ့ပြီဖြစ်ပါတယ်ပေါ့နော်โอเคဒါလေးကိုမရှင်းများလေးလာလို့ရအောင်ပြန်နေပြောင်းတော့မှာဖြစ်ပါတယ်နောက်ထပ်တမျက်နာကိုဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော် โอเคဒီမှာတော့68နှစ်ရဲ့69ဒီရမှာကျွန်တော်68တူနေတာတွေ့ရတယ်ဗောနော်အဲ့ဒီ68တဲ့က69 6ဆိုတဲ့အတွက်6လုံးဖြစ်ပါတယ်ခင်ဗျာ6တလုံး69 6 8 3 4ဗောနော်69တီ3မှာ8နဲ့3နဲ့တူတာဖြစ်ပါတယ်69 6ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာ8ဒီ69 6ဖြစ်ပါတယ်ထိတ်စီနဲ့အပိတ်ဗောနော်ဒီမှာတော့နင်း၅တူနေတာဖြစ်ပါတယ်။၃ည၅၆ရဲ့နင်း၃၅ခွန်ရဲ့မှာနင်း၅ရဲ့တူနေတာဖြစ်ပါတယ်။၁၄၅ဆိုရတဲ့ နှင်းငါးထက်ကငါးတလုံးကတင်းလင်းငါးငါးအပိတ်ဖြစ်ပါတယ်ခင်ဗျာ Okay ဒါလေးကိုမရှိနာတီလာအောင်ပေါ့နော်ဒီတော့ပြန်နေမှာတတ်မှာဖြစ်ပါတယ်ဒါကနံပါတ်1ဒါကနံပါတ်2ပေါ့နော် Okay ဒါဆိုရင်ရုပ်ဒီနဲ့နံပါတ်3ကိုဆက်ပြီးလေ့လာကြည့်မယ်ခင်ဗျာ Okay ဒီနံပါတ်3ကိုတို့များ5ခု6ခု6ကနေဒီတော့ဒီ6 9 10တပင်ကိုပြပေးတော့မယ်ပေါ့နော်ဆိုတော့အဲ့ဒီ3ညကိုကျွန်တော်9နဲ့မြောက်မယ်ပေါ့နော် ဒီကဲ့ရဲ့၅ခုနှစ်ကြိမ်ဖြစ်ပါတယ်ဒီ၆နဲ့ဒီ၆နဲ့မှာတစ်ကြိမ်စီဖြစ်ပါတယ်၆နဲ့၁နဲ့မှာတစ်ကြိမ်စီပေါင်းတယ်ဒီအလျား၅ခု၅နဲ့ထပ်မြောက်တယ်ပေါ့နော်ပြီးရင်ဒီ၃မှာတစ်ကြိမ်ဒီ၁မှာတစ်ကြိမ်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်၃ည9လ3ညပေါ့နော်ကားနဲ့ကြိမ်30ဖြစ်ပါတယ်6နဲ့ဒီ6နဲ့ပေါင်းတာက7နှစ်ဖြစ်ပါတယ်6ညတည့်ရပေါင်းရှင်း9နှစ်9 9လ20နဲ့9ဖြစ်ပါတယ်3နဲ့တည့်ပေါင်းတာ3ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ ။အဲဆိုရင်ဒီမှာတော့နင်းနဲ့ခွန်ပေါင်းတာ9ပေါ့နော်9နဲ့9ပေါင်းတာ14ပေါ့နော်9နဲ့9ပေါင်း14လေးနဲ့ပေါင်းရှင်း8ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မို့အရာလေး8ကိုကျွန်တော်နင်းနဲ့ထပ်ပေါင်းတာပေါ့နော်8နဲ့9ပေါင်းရှင်းက30တုံညကို3ပေါင်းရှင်းတည်3တုံးကိုတိပောင်းတာလဲရှစ်တုံညာတုံးလေးမှာရှစ်ကိုရှေ့ဆိုပြီးတော့ကျွန်တော်ဒီရှစ်တင်လုံးကထိစီအပိဖြစ်ပါတယ်ခင်ဗျာဒါနံပါတ်1ပေါ့နော် 8334မှာ698တရားဖြစ်ပါတယ်8334သုံးလေးဆိုပြီးတော့ပေါ့နော်နောက်ထပ်ကျွန်တော်အဲ့ဒီနေ့အတိုင်းမဲ့တောင်းရ96ဆော်လေးကိုဆက်ပြီးနေတာကြည့်မြခင်ဗျာဒီ3ညကို9နဲ့မြောက်ထားတဲ့အတွက်ဒီ345မှာဒီ3ကို9နဲ့မြောက်မယ်ပေါ့နော်ကရက်လေးမှာတစ်ချိန်ထိတ်စီးနဲ့ဒီအပိတ်နဲ့မှာတစ်ချိန်စီရှင်းနဲ့9နဲ့မှာတစ်ချိန်စီဒီအလျာ9နဲ့မြောက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်2နဲ့ရှင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာ ခွန်၃ချိန်ပေါင်းတာက20နဲ့တိဖြစ်ပါတယ်၄နဲ့ချိန်ပေါင်းတာ8ဒီ8နဲ့ဒီ8နဲ့ပေါင်းတာက16ဖြစ်ပါတယ်8ခွန်ပေါင်းတာ15 5လေးဒီ20ပေါ့နော်2နဲ့8ပေါင်းတာလည်း30ဖြစ်ပါတယ်ဒါဆိုရင်ဒီ9နဲ့တိပေါင်းရှင်6 6နဲ့ချိန်7နဲ့2နဲ့8ပေါင်းရင်30ဆိုတဲ့အတွက်ကျွန်တော်တုံညာရမယ်ပေါ့နော်တုံညာကို2နဲ့ပေါင်းတာဆိုရင်2 2ကို3ပေါင်းတာက9တိတူတာ6 ၃၅၆မှာတင်လင်း၅ဆိုတဲ့အတွက်ကြောင့်မို့ငါးတလုံးဒီအပိတ်ပေါ့နော်၃၅၆မှာတင်လင်း၅တရားဖြစ်ပါတယ်အဆင်းဒီတစ်ပတ်မှာလည်းကျွန်တော်ဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်ဒီ၃ကို9နဲ့မြောက်ထားတဲ့အတွက်ကြောင့်မို့၄၅၈မှာဒီ၄ကို9နဲ့မြောက်မှာဖြစ်ပါတယ်ဒီအလယ်၅မှာတစ်ချိန်ပြီးရင်ကျွန်တော်ထိတ်စီနဲ့အပိတ်နဲ့မှာတစ်ချိန်စီပေါ့နော်၃ခုမှာတစ်ချိန်စီဒီ၃ညကို9နဲ့မြောက်မယ် လေးနဲ့အနည်းနဲ့မှတစ်ချိန်စီပေါင်းတာဖြစ်ပါတယ်ခင်ဗျာအစရင်ကျွန်တော်ဒီလေးရတစ်ချိန်ပေါ့အခွန်လေးဒီ20နဲ့ရှိပါနော်ခွန်လေးဒီ20နဲ့ရှိ9နဲ့အချိန်ပေါင်းတာ30တင်းနဲ့ဒီ9နဲ့ပေါင်းရှင်းက6ဆိုပြီးဖြစ်ပါတယ်3ခွန်ပေါင်းတာ30 9တုံညာလီတုံညာအလေးနဲ့နှစ်ပေါင်းရှင်းဒီ6ဖြစ်ပါတယ်ခင်ဗျာ6နဲ့အချိန်7နဲ့ရှင်းနဲ့ပေါင်းရင်30ဆိုတဲ့အတွက်တုံညာကြမယ်ပါနော် အဲဆိုရင်ကျွန်တော်တုံည9 6ပဲထပ်ရမှာဖြစ်ပါတယ်ဒီဘောကလည်းမျိုးပဲပေါ့နော်ဒီဘက်မှာကျွန်တော်ဒီနည်းအရာဆက်ပြီး okay မယ်ဆိုရင်ပေါ့နော်တုံည9 6ဆက်ပြီးဖြစ်ပါတယ်အဲဆိုရင်ဒီမှာကျွန်တော်တုံည9 6ဆက်ပြီးဖြစ်ပါတယ်ခင်ဗျာတုံည9 6 okay โอเคနောက်ထပ်နည်းနံပါတ်2ကကြတော့ကျွန်တော်ဒီဘက်မှာ ခွန်ရှင်းတောင်ညနေ့ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါဆိုရင်ဒီနေ့နှစ်ခုမှာတူနေတာကကျွန်တော်ဒီမှာတောင်ညတောင်ညပါတယ်ဗောနော်။ပြီးရင်နေ့နေ့ပါတယ်။9 9ပါဘူး6ဗောနော်။ဆိုတော့အဲ့ဒီမှာဒီတစ်ပတ်မှာတောင်ညနေ့ကီးဖြစ်ပါတယ်ခင်ဗျာ။တောင်ညနေ့တူနေတာဗောနော်။ကျတော့အဲ့မှာတူနေတဲ့တလုံးဆိုရင်လည်းခွန်ခွန်ကိုဒီမှာမပါဘူးပေါ့နော်တူနေတဲ့ဟာကျွန်တော်ကီးအဖြစ်ပေါ့နော်ပုံတူကီးဖြစ်ပါတယ် 3ညရဲ့ညရဖြစ်ပါတယ်အဲ့ဒီမှာတော့ကျွန်တော်ကဒီအပြီးခွေကဏ္ဍမှာကျတော့ကျွန်တော်3ည3 5 6 8ထဲကဘောနော်3လုံးအပါဖြစ်ပါတယ်ဆိုတော့အဲ့ဒီမှာ3ညညဆိုတော့ညမပါဘူးဘောနော်ညမပါတဲ့အတွက်ကျွန်တော်3ညပိုင်ဖြစ်သွားမယ်ဘောနော်အဲ့ဒီတော့ဒီလုံးပိုင်မှာလည်းကျွန်တော်အစောဗီဒီယိုအစောပိုင်မှာတင်ပြထားပြီးပြီဘောနော်ဒီလုံးပိုင်ကတော့ကျွန်တော်တင်ပြထားပြီးပြီဖြစ်ပါတယ်

ဒီတော့မှအဲ့ဒီမှာလည်း၃ညလုံးပိန်ရှိတယ်ပေါ့နော်၃ညလုံးပိန်ရကျွန်တော်ပြပေးလိုက်တဲ့အဲ9လုံးပိန်ရပေါ့နော်ခွန်၃ညလုံးပိန်ရှိနေတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီမှာလည်း၃ညပုံပုံပြီးအသာသွားမယ်ပေါ့နော်နှစ်ကမပါတဲ့အတွက်ဖြစ်ပါတယ်ဆိုတော့အဲ့ဒီမှာ၃ညပိန်ရှိတယ်9ပိန်ရှိမယ်ပေါ့နော်၃ညပိန်ရှိတယ်9ပိန်ရှိတယ်နောက်တစ်ခုကကျွန်တော်ဒီ၄လုံးပိန်လည်းတွေးနေရတယ်ပေါ့နော်၄လုံးပိန်လည်းတွေးနေရတာဖြစ်ပါတယ်ဒီ၃ညလေးခွန်ကလည်းကျွန်တော်ဒီ ဝန်ချိန်နဲ့လည်းကင်ညီမှုရှိတယ်ဗောနော်ကျွန်တော်တင်မိထားတာဖြစ်ပါတယ်ခင်ဗျာ PDFS အဲမကြည်ရသေးဘူးဆိုရင်ကျွန်တော်ရဲ့ PDF မှာပြန်ပြီးတော့အဲ profile ထဲဝင်ပြီးတော့ PDF တွေမှာပြန်ပြီးကြည့်လို့ရတယ်ဗောနော်ဒီတုံညာအေခွန်ဆိုပြီးဖြစ်ပါတယ်ပရိတ်ကတော့တိပရိတ်ဆိုပြီးမှတိပရိတ်ကတော့အားနေတယ်ဗောနော်โอเคဒါကတော့ကျွန်တော်တင်ချာနေရအောင်ရှင်းများလေးလာလို့ရအောင်ပြန်လည်များရှင်းတာဖြစ်ပါတယ် โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ